ဘဝရဲ့အခြေအနေတစ်ခုသေချာအလေးနဲ့စဉ်းစားကြည့်ဘသူဘဝပဲဖြစ်ဖြစ်နော်ဘုန်းကြီးတို့တွေဟာမိဝိုင်းခံထားရတဲ့သဘောအလားတရံတူတယ်မိမိတွေဟာခိုးဘက်ကလည်းလောင်းလာတယ်ဒီဘက်ကလည်းလောင်းလာတယ်ရှေ့ဘက်နောက်ဘက်လေးဘက်လေးထံကမိတွေလောင်းလာပြီးကိုကမိဘုံကြီးရဲ့အလဲရောက်နေတဲ့ပုဂ္ဂိုလ်လူပဲအဲ့ဒီလူစိတ်ထဲမှာခံစားကြည့်လိုက်မိဆိုတာ ဘာတွေကိုပြောတာတုံးဆိုအာဂစ္ဆန်တက်ခိခန္ဓာဝမစ္စုဖြာတိဇရာတယောမိဘုံကြီးလိုပဲကိုယ်ဒုက္ခပေးမလို့လာနေတာဘာတွေတုံးဆိုဥချင်းနဲ့နာချင်းနဲ့သေချင်းဆိုတဲ့သဘာဝတရားတွေအဲ့ဒီသဘာဝတရားတွေကပြည့်ထွက်ဖို့ရမဖြစ်နိုင်ဘူးဒါကြောင့်မို့အိုချင်းနာချင်းတည်ချင်းဆိုတဲ့သဘာဝတရားတွေဟာဒုစီကိုလာနေတယ် တို့ဟာမိဝိုင်းခံရသလိုဥကျင်နာချင်းသိချင်းဆိုတဲ့မိတွေကတို့လောင်မို့ရဝိုင်းနေတယ်လို့စိတ်ထဲမှာတို့ခံစားချင်နော်တကယ်လဲအဲ့ဒီတိုင်ဖြစ်ဒါပစမစမ်လို့ခေါ်တယ်အဆိုးမြင်ဝါဒမဟုတ်ဘူးတကယ်မြင်တယ် realism လို့ခေါ်တယ်တကယ်အစစ်အမှန်ကိုစဉ်းစားကြည့်ဒီတိုင်ပဲဖြစ်တယ်လူတွေကတွေးပြီးတော့အကောင့်ထင်နေတာတကယ်ကတော့အကောင့်တစ်ခုမှမရှိဘူးเนาะအေး အဲ့ဒီလိုမိဝိုင်းခံနေရတဲ့အချိန်မှာထွက်ပေါက်ရောရှိရလားထွက်ပြေးနိုင်တဲ့စွမ်းအားတွေရောတို့မှရှိလားလို့ဆိုပစ္စုကံတုံဗလန်နတ္ထိဝိုင်းလာတဲ့မိတွေကိုရင်ဆိုင်တိုက်ပြီးတော့ငိမ့်အောင်လုံနိုင်မလားဆိုမလုံနိုင်ကဲစဉ်းစားကြည့်လေအိုချင်းတရားခွန်ကြီးတို့စီရောက်လာရင်မအိုရအောင်တတ်နိုင်ရလားမတတ်နိုင်နာချင်းတရားကိုစီမှာရောက်လာလို့ရှိရင်မနာရအောင်တတ်နိုင်မတတ်နိုင်ဆရာတော်ဘုရားကြီးဆိုရင် နော် intense air unit ထဲထည့်ပြီးတော့ဆရာဝန်ကြီးတွေတတ်သိလိမ့်ပါတဲ့တမတော်ကြီးတွေဝိုင်းပြီးလူချတာရှုံးပေးလိုက်ရပြီလေရှုံးပေးလိုက်ရဘယ်သူမှအနိုင်အောင်မလုပ်ဘူးရှုံးပေးလိုက်ရ intense air unit ထဲမှာထည့်ထားပြီးတော့အသက်ကိုလူတော့ရရလားလို့ဆိုမရမရပစ္စုခန္တုံပလန္နတိခုခံကာဝယ်ဖို့ဆိုတာလေလုံးဝဖြစ်နိုင်မှု ဇဝောနတ္ထိပလာဤလိုအေးရင်ဆိုင်တိုက်ပွဲတော့မတိုက်တော့ဘူးထွက်ပြေးมาပဲဆိုပြီးတော့ပြေးဖို့ရာလဲပဲလင်းမြန်နိုင်တဲ့အဟုံအောင်လွတ်အောင်ပြေးနိုင်စွာရှိကြဘူးအားလုံးဟာမိဝိုင်းခံထားပြီးမိရဲ့လောင်ကျွမ်းမှုမှာပဲအဆုံးသတ်သွားတယ်အဲ့တော့ဘုန်းကြီးတို့တွေလည်းဒီနေ့ဒီတိုင်းပဲလာပါပဲဒီတိုင်းပဲလာဘလောက်တကြွနဲ့ဆေးဆေးတမတော်ကြီးတွေပဲဖြစ်စေတမတော်ကြီးတွေကိုယ်တိုင်လည်းပဲမိဝိုင်းခံရတယ်နော် သူတို့ကိုယ်တိုင်လည်းပြေးထွက်နိုင်စွာမရှိဘူးရင်ဆိုင်တိုက်နိုင်စွာလည်းမရှိဘူးရင်ဆိုင်တိုက်ရင်ခဏတစ်ပြုတ်ပဲတိုက်လို့ရအင်ဒစ်ကဲယာယူနစ်တွေဘလောက်ကောင်းကောင်းတွားတာပဲမရဘူးအဲ့ဒီလိုလောကကြီးရဲ့သဘာဝကိုမဖြစ်ခင်ကจุတင်သိထားတာမဖြစ်ခင်จุတင်သိจุတင်မြင်တာဒါ realism လို့ခေါ်တယ်အမှန်တိုင်းသိအောင် အမှန်တိုင်းမသိပဲနဲ့ဒါတွေခေါင်းထဲမထည့်ချင်ဘူးစိတ်ညစ်တယ်ပက်စမစ်စင်အဆိုးမြင်နေပဲလို့စိတ်ကထင်ပြီးပြောသလိုနေသွားမယ်ဆိုရင် နောက်ဆုံးတွေ့တဲ့အချိန်မှာခြေမကင်ပြီးလက်မကင်ပြီးပို့ဒုက္ခရောက်တတ်တယ်ကျွတ်တင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဖို့လာရင်လည်းပဲပြုံပြုံနဲ့ရင်ဆိုင်ဝတ်တာပေါ့အနုဘုဆိုရင်ပြုံပြုံနဲ့ရင်ဆိုင်ရဲမှာမဟုတ်ဘူးတေခြင်းတရားနဲ့တွေ့လာပြီဆိုတဲ့အချိန်မှာ ခြေမကင်ပြီလက်မကင်ပြီဖြစ်ပြီးတော့ရုံကန်လှုပ်ရှားပြီးနောက်ဆုံးမှာစိတ်ခန့်စိတ်ပင်ပန်းပြီးတော့ဘဝတစ်ခုဆုံးသတ်ကြတာအဲ့ဒါလို့ဆုံးသတ်မျိုးမျိုးမဖြစ်အောင်အပြုံးနဲ့ရင်ဆိုင်နိုင်အောင်ဒီ realism ဆိုတဲ့အမှန်မြင်မှုခံဆွဲထားကြပါ